တရုတ်ကျောင်းသားအများပြားကိုဗီဇာပြန်ပြီးတော့ရုတ်သိမ်းမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးအာမာကိုရူဘီယိုကပြောလိုက်ပါတယ်ဒါဟာကမ္ဘာအနှံ့ကအမေရိကန်တန်ယုံတွေမှာနိုင်ငံသားကျောင်းသားတွေကိုဗီဇာထုတ်ပေးတာရထားမယ်ဗီဇာအင်တာဗျူးတွေကိုဖျက်သိမ်းမယ်လို့ကြေညာပြီးနောက်တစ်ရက်မှာနိုင်ငံသားရေးဝန်ကြီးကပြောလိုက်တာပဲဖြစ်ပါတယ်ဗီဇာပြန်ရုပ်သိမ်းမယ်ဒီတရုတ်ကျောင်းသားတွေဟာအရေးကြီးတဲ့ဘာသာရပ်တွေကိုလေးလာနေတဲ့ကျောင်းသားတွေအပြင်တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်စ ဆက်တဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းဆိုပါရယ်အမေရိကန်မှာចောင်းတက်နေတဲ့နိုင်ငံចောင်းသားတွေတဲမှာတော့ဒီအိန္ဒိယចောင်းသားတွေကအများဆုံးဖြစ်ပြီးတော့တရုတ်ចောင်းသားတွေကဒုတိယအများဆုံးဖြစ်ပါတယ်တရုတ်ចောင်းသားအရေအတွက်ဟာနိုင်ငံသားသားဒီចောင်းသားအလုံးရဲ့၄ပုံတပုံ ရှိပါတယ်2023 24ဒီစာတင်နှစ်တုန်းကဆိုရင်အမေရိကန်မှာနိုင်ငံသားចောင်းသားက2,800ရှိပါတယ်ပြီးခဲ့တဲ့ တပတ်တုန်းကတော့ဒီအမေရိကန်ရဲ့ဒုတ်တက္ကသိုလ်ကိုတရုတ်တက္ကသိုလ်နဲ့ချိတ်ဆက်မှုတွေဖျက်တောက်ဖို့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဖိအားပေးခဲ့ပါတယ်။အဲ့ဒီဝန်ကြီးဌာနကပဲနာမည်ကျော် Harvard တက္ကသိုလ်မှာနိုင်ငံခြားကျောင်းသားတွေလက်မခံဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာအမေရိကန်တွေရဲ့သုတေသနအချက်အလက်တွေကိုတရုတ်တွေရသွားမှာစိုးရိမ်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုလည်းဖြစ်ပါတယ်။